စင်အနောက်မှာအမြဲတမ်းရှိနေပေးခဲ့တဲ့အမေကိုလွမ်းဆွကြောင်းပြောလိုက်အိမ်ချိပရိသတ်တွေအားလုံးမင်္ဂလာပါရှင်အိမ်ချိဆိုတာကလည်းမြန်မာနိုင်ငံမှာအောင်မြင်ကြောကြားတဲ့အစိုးရတယောက်ဖြစ်ပါတယ်သူဟာအောင်မြင်မှုတစ်ခုရဖို့အတွက်လည်းအချိန်တွေစူးစမ်းမှုတွေကိုရင်းနှီးမြှုပ်နှံခံရသူတယောက်ဖြစ်ပါတယ်အိမ်ချိဟာအရင်ကနေပွဲတွေမှာကဘာပြန်ဆိုပြီးအမှုပညာလောကတွေကိုတစားတစားဝင်လာရင်းနဲ့အခုချိန်မှာတော့ကိုပိုင်တန်စင်ကိုပိုင်တချင်းတွေကိုဖန်တီးနိုင်ပြီးအောင်မြင်မှုတစ်ခုကိုရရှိခဲ့ပြီပဲဖြစ်ပါတယ် အောင်မြင်မှုရရှိဖို့အတွက်သူပေးဆက်ခဲ့တဲ့နှစ်ကာလအရေးတွေကအများကြီးပဲဖြစ်ပါတယ်။အချစ်ကတော့လက်ရှိမှာသူမရဲ့ရှိုးပွဲကိုဖျော်ဖြေသွားခဲ့တာဖြစ်ပြီးတော့ပရိသတ်တွေရဲ့အပြည့်မှုကိုတခဲနဲ့ရရှိခဲ့တာဖြစ်ပါတယ်။မကြခင်ကာလတုန်းကအချစ်ရဲ့မိခင်ဟာဆုံးပါသွားခဲ့တာဖြစ်ပြီးအချစ်တရားအတော်လေးစိတ်ထိခိုက်ခဲ့တာဖြစ်ပါတယ်။သူမဟာစိတ်ထိခိုက်ခဲ့တဲ့ကြားကသူမရဲ့ရှိုးပွဲကိုအကောင်းဆုံးဖျော်ဖြေခဲ့ပါတယ်။အဲ့ဒီပွဲကလည်းသူမအမေမြင်ကျင်တဲ့ပွဲဖြစ်တာကြောင့်ကြိုးစားဖျော်ဖြေခဲ့တာဖြစ်ပါတယ်။အချစ်ကတော့အမေချစ်တဲ့သမီးပီသားစွာပဲ အမိအတွက်ဂုဏ်ယူရတဲ့သမီးတစ်ယောက်ဖြစ်ခဲ့ပါတယ်။အင်ချီငယ်စဉ်နေရီမှာတချင်းသွားဆိုရင်လည်းအင်ချီအမိဟာအမြဲတမ်းနောက်ကနေလိုက်ပြီးအားပေးခဲ့တာဖြစ်ပါတယ်။အင်ချီရဲ့အပွဲတွေမှာအကောင်းဆုံးဖြစ်အောင်နီးပေးလမ်းပြလုပ်ပေးခဲ့တာဖြစ်ပါတယ်။အင်ချီကလည်းအောင်မြင်တဲ့အစိုးရတစ်ယောက်ဖြစ်စေခဲ့ခြင်းသူတစ်ယောက်ဖြစ်ပါတယ်။အင်ချီဟာလည်းမိခင်ရဲ့ချစ်ခြင်းမေတ္တာတွေကြောင့်အောင်မြင်မှုတွေရရှိခဲ့ပါတယ်။အခုချိန်မှာသူမအမိမရှိတော့တဲ့အတွက်အားငယ်ရကြောင်းနဲ့တတိယမိကြောင်းလည်းရှင်းပြခဲ့ပါတယ်။ ပွဲရီဆိုတိုင်းလဲစင်နောက်မှာဝင်ရပေးတဲ့အမိကိုအခုမမြင်တွေ့ရတော့တန်တာမိရဲ့လို့ပြောပါ යි အဆအဆအရာရာကူးဆိုင်ပေးမဲ့အမိမရှိတော့လူကနည်းနည်းတော့ပြင်းမှန်းတယ်လို့အားလဲလျှော့တယ်လို့ဆိုပါ යි အမိကိုအမြဲတမ်းတရိယာနေပါ යි အစင်မပြေခဲ့တော့အမိကသူမအပေါ်မှာအကောင်းဆုံးပြုစုပြောထောင်ပေးခဲ့လို့လဲကျေးဇူးတင်ကြောင်းပြောပါ යි အင်ချစ်မိကစိတ်မချတာကြောင့်လဲအင်ချစ်တချင်းစုဖျော်ဖြေရဲ့အခါမှာအမားမရှိအောင်အတွက်လဲအမြဲတမ်းနောက်ကနေလိုက်ပြီးအားပေးထောက်ပံ့ခဲ့တာဖြစ်ပါ යි ဒါကြောင့်မယ်အခုလိုတယောက်တည်းဖြစ်သွားချိန်မှာအမိကိုတန်းတားကြောင်ပြောလာခဲ့ပါ යි ။ငယ်စဉ်ကလေးကဖခင်မြတ်တာငတ်ခဲ့ပြီးမိခင်တယောက်တည်းရဲ့မြတ်တာတွေနဲ့သာရှင်သန်ခဲ့ရတဲ့အင်ချစ်ကအခုလိုအမေဆုံးပါသွားတဲ့အခါမှာတော်တော်လေးခံစားခဲ့ရတာဖြစ်ပါ යි ။ဝဲရီသွားတိုင်းအမြဲနောက်ကနေလိုက်ပြီးအမိကအခုလိုရုတ်တရက်ကြီးထွက်သွားတာကြောင့်သူမအနေနဲ့ပွဲရီဆိုတိုင်းလဲအမေကိုတတိရတယ်လို့ဆိုပါ යි အမေကအောင်မြင်စေချင်တာကြောင့်လဲအောင်မြင်အောင်ကြိုးစားမယ်လို့ဆိုပါ යි အင်းချစ်ဒီချိန်နေထိရောက်လာဖို့အတွက်လဲ သူမအမိကအတန်ပိုင်းဆိုင်ရာကိုဂိုက်လုပ်ပေးခဲ့ပြီးပွဲတိုင်းကိုလိုက်ကြည့်ကသုံးသက်ပေးခဲ့ပါ යි ပြင်ဆင်စရာရှိရာကိုပြန်လဲပြင်ဆင်ပြီးအမားရီကိုလည်းထောက်ပြပေးခဲ့တာဖြစ်ပါ යි အင်းချေဟာရှိုးပွဲတွေသားမကမြန်မာတန်စင်ပွဲတွေပါငှားရက်ခံရပြီးသူမအနေနဲ့မြန်မာတန်စင်ကိုတိတ်မပိုင်နိုင်သေးရကြောင့်ပွဲတွေကိုတိတ်လက်မခံဖြစ်ဘူးလို့ဆိုပါ යි မြန်မာတန်စင်ကိုတော့စူးစမ်းပြီးဆိုနိုင်အောင်လေ့ကျင့်နေကြောင်းလည်းပြောပါ යි သူမအနေနဲ့ခေပေါ်တခြင်းတွေကိုသာပိုင်နိုင်စွာဆိုနိုင်တာဖြစ်ပြီးတော့မြန်မာတန်စင်ကတော့တင်ယူလေးလာနေအောင်လို့ပြောပါ යි အလူရီမင်္ဂလာဆောင်နေ့မှာသူမကိုငားတဲ့အခါမြမတန်စင်ကိုစုခိုင်းတာများတာကြောင့်မြမတန်စင်ဘက်ကလည်းအားထည့်နေကြောင်းပြောပါ යි အခုလိုအလုပ်တွေမအားတဲ့အချိန်မျိုးအရန်ပင်မတဲ့အချိန်မျိုးဆိုရင်လည်းအမိကိုလမ်းကြောင်းရှင်းဖွင့်လာခဲ့ပါ යි ပရိသတ်တွေလည်းအင်ချစ်ကိုအာဖစ်ကားလေးပြောပြသွားခဲ့ကြပါအောင်ရှင်